အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှတော့ဖုန်းနဲ့ relation ပြီးတော့ရိုက်နေလေမြောက်ပေးမှဖြစ်ပါတယ်ကဲဒီ relation ပြီးတော့ရိုက်နေရတော့၃မျိုးရှိပါတယ်အဲ့တော့အားလုံးအလွယ်လေးပါပဲကျွန်တော်တစ်မျိုးပြီးတစ်မျိုးမြောက်ပေးမှဖြစ်ပါတယ်ဗျာအဲ့တော့ relation ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်ဖုန်းနှလုံးတို့လိုပါမယ်အခုလိုမျိုး face to face ရိုက်နေတဲ့ဒီလိုကင်မရာတစ်လုံးဒီမှာကိုယ့်ရဲ့ဖုန်းကနေပြီးတော့ screen record ဖမ်းတဲ့ video ကတစ်ခု အဲ့နှစ်ခုလိုအပ်ပါတယ်အဲ့နှစ်ခုကိုကျွန်တော်တို့ကဗီဒီယိုအီဒစ်ဆော့ဖ်ဝဲထဲမှာနှစ်ခုကိုတစ်ခုဖြစ်အောင်ပြန်ပေါင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ reaction ဗီဒီယိုရိုက်နေတယ်အဲ့တော့အများကြီးရှိတဲ့ထဲမှာအလုံးပြန်စုလိုက်ရင်၃မျိုးပဲရှိပါတယ်အဲ့၃မျိုးကလည်းအရင်လွယ်ပါတယ်တချို့တချို့ဆိုလို့ရှိရင်အခုလိုပုံစံမျိုးအောက်နာလေးမှာကိုယ့်ရဲ့ reaction လောက်မဲ့ဗီဒီယိုလေးသွားနေတဲ့မျိုးတချို့ကလည်းဒီမှသွားနေတဲ့မျိုးတချို့ကလည်း ဗီဒီယိုတပုတ်လုံးမှာကိုယ့်ရဲ့ဗီဒီယိုပုံလေးကအဝိုင်းလေးနဲ့ပေါ့နော်ဗီဒီယိုတွေမှာရှိနေမျိုးအဲမျိုးသုံးမျိုးတချို့လောက်ရတယ်ပေါ့နော်ဘာဖြစ်ဖြစ်အမိတ်ဆွေများဗီဒီယို reaction ဗီဒီယိုတခုကိုလုတ်တက်တာနဲ့အားလုံးလုတ်တက်မှာဖြစ်ပါတယ်ကဲ reaction ဗီဒီယိုဗီဒီယိုလုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောသလိုပဲအခု face to face ရိုက်တဲ့ဗီဒီယိုရိုက်ဖို့အတွက်ကင်မရာဖုန်းတစ်လုံးရဲ့ကျွန်တော်ဒီဖုန်းမှာ screen record ဖန်တဲ့ဗီဒီယိုတပုတ်ကို reaction ဗီဒီယိုရိုက်မဲ့အဲဟို reaction ဗီဒီယိုရိုက်မဲ့ဒီဗီဒီယိုကိုက screen record ဖန်ပြီးကြည့်မယ်အဲကိုက ဘယ်မျိုးစားလဲပေါ့နော်ဥမာဟာတာတွေပဲပြောဖို့လိုရဆိုလို့ရှိရင်တော့အဲ့လိုဒီဟာလေးကိုဒီဟာလေးကိုဒီဖုန်းလေးကို stop လုပ်ပြီးတော့ကျွန်တော်ပြောပြောတာမျိုးဒါမှမဟုတ်ဒီဟာကို stop လုပ်ပြီးပြောတာမျိုးအဲ့လိုမျိုးလေး stop လုပ်ပြီးပြောမှဖြစ်ပါတယ်အဲ့တော့အရေးအရေးကြီးတာတစ်ခုကတော့ဒီဟာစတာရဲ့ဒီဟာ screen record ဖမ်းတာတွေကအချိန်တိတ်မကွာဖို့ညီဖို့လိုအပ်ပါတယ်ဒါမှသာလေကျွန်တော်တို့အဆင်ပြေမှာပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်ပထမဆုံးတစ်ခေါက်နဲ့အဆင်မပြေတတ်ပါဘူးနှစ်ခေါက်သုံးခေါက်လောက်ရည်လည်လို့ရှိရင် ရသွားပါတယ်တခုလုံးတက်ရင်အားလုံးလုံးတက်ပါလေဗျโอเคဒါဒါဆိုလို့ရှိရင်ဒီခုလို fit to face ရိုက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ရဲ့ screen record ဖန်ထားတဲ့ဗီဒီယိုတစ်ပုဒ်ရဲ့ကိုကျွန်တော်တို့တွေနှစ်ခုကိုဟိုဟို software ထဲမှာဒီ edit software ထဲမှာပြန်ပေါင်းမယ်အဲ့ဒါလေးကိုတစ်ချက်လောက်ကြည့်ပါဦးဗျာနော်။ဆိုကျွန်တော်တို့တွေ face to face ရိုက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ရဲ့ screen record ဖန်တဲ့ဗီဒီယိုတစ်ပုဒ်ရဲ့ဆိုဗီဒီယိုနှစ်ပုဒ်ရပါပြီ။အဲကျွန်တော်ဖုန်းထဲကိုဇာပြန်နဲ့ပို့လိုက်ပါပြီ။အဲ့တော့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုနှစ်ပုဒ်ကို reaction ဗီဒီယိုတစ်ပုဒ်တည်းဖြစ်အောင်ပြန်လုပ်မယ်နော်။အဲ့တော့မိတ်ဆွေများတော့ကြိုက်တဲ့ software ကိုတုံးလို့ရ ျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ InShot software ကိုပဲကျွန်တော်တုံးလိုက်ပါမယ်เนาะ InShot software တွေဖွင့်လိုက်မယ်ပြီးရင်ဗီဒီယိုလေးနှိပ်လိုက်မယ်နယူးလေးကိုနှိပ်လိုက်မယ်အဲပြီးလို့ရှိရင်တော့အောက်ခံပေါ့เนาะအောက်ခံပုံတစ်ခုထားလဲရတယ်ပုံတစ်ခုထားရတယ်အောက်မှာဗီဒီယိုတစ်ခုထားလဲရပြီတော့ကျွန်တော်တို့အောက်ခံအောက်ခံမှာပေါ့เนาะအောက်ခံမှာဗီဒီယိုဟိုဂျိုင်းနေတဲ့အောက်ခံလေးတစ်ခုထားလိုက်မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကောင်လေးထားလိုက်မယ်เนาะအော်ကလေးဒီကောင်လေးကိုကျွန်တော်အမှန်ချစ်လေးပေးပြီးယူလိုက်မယ်။အာပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟာလေးရလောလောဆယ်ဒါဒီတိုင်းတင်မယ်ဆိုရင်ကျွန်တော်တို့တွေ အာ short scene ဝင်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီနေရာလေးကိုနှိပ်မယ်ကျွန်တော်တို့ရဲ့ ratio တွေပြန်ရွေးမယ် okay เนาะ okay ဒါဆိုရပြီဒါဆို60 by 9 ratio ရွေးပြီးသွားပါပြီအဲ့တော့ရွေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီတိုင်းဖြစ်ရမှာဖြစ်ပါတယ်တကယ်လို့မစ်ဆွေမျိုးကဒီဘက်ဒါတွေရွေးမယ်ဆိုလို့ရှိရင်အာဆိုဒီဒါတွေရွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က video က short scene ဝင်သွားနိုင်ပါတယ်အမြင်နဲ့60 by 9ပဲဒီမှာဖြစ်ပါတယ်ဒါမှ YouTube site ပေါ့เนาะအော်ကေကိုသေးနေတော့ကို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 ဒီ လက်လက်ကလေးနဲ့ချက်ချက်လိုက်လို့ရနော်အဲကျွန်တော်ကိုယ့်ကိုပဲချက်တော့မယ် okay ပြီးတော့ပြီးလို့ရှိရင်တော့ကိုယ့်ဗီဒီယိုကဘယ်လောက်ရှည်လဲရှည်တဲ့ ठी ကိုဒီမှာဆွဲလို့ဆန့်လို့ရတယ်ဒီခါကျလေဆွဲမြလိုက်ပြီးလို့ရှိရင်တော့ဒီဘက်နားလေးကိုသွားလိုက်မယ်အာသွားလိုက်ပြီးတော့ဒီမှာထပ်ပွားတာပေါ့နော် copy ထပ်ပွားတာပေါ့အဲ့မှာအဲဒီကောင်လေးရှိပါတယ်ဟမ်အဲကောင်လေးကိုချက်လောက်နေလိမ့်မယ်ဒါဆိုရင်ထပ်ပြီး copy တွေဆိုသူကူပြီးပွားသွားပါတယ်ရှင်ဒီဒါလေးကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေအာကျွန်တော်တို့ ဒီ screen record ဖန်ထားတဲ့ video ကိုထည့်မယ်နော်ထည့်မယ်ဆိုလို့ရှိရင်အရင် ပြီးတော့ပြောလို့ပဲ PNB လေးကိုနှိပ်မယ်နော်မ PNB ပါတယ်အားလုံးတူတူပါပဲ PNB နဲ့ရွေးလိုက်မယ် PNB နဲ့နေပြီးတော့ကျွန်တော်တို့အဲကျွန်တော်တို့ဒီပေါ့နော် screen record ဖန်ထားတဲ့ video ဘုတ်ကိုရွေးလိုက်မယ်အဲဒီနေ့မှာ region လောက်တဲ့ဆိုတော့ message များကိုဟာသားတွေပဲပြောတိုင်တယ်ဟာသားတွေပဲပေါ့ပေါ့ကျွန်တော်တော့ဒီဒီကတော့ကျွန်တော် video ပဲကျွန်တော်ရွေးလိုက်မယ်အဲဒီညလေးကိုကိုကျက်နေနဲ့ထားမယ်ပေါ့နော်ကျက်နေထားမယ်နည်းနည်းလေးကြီးလိုက်မယ်အဲ okay နည်းလေးကြီးလိုက်မယ် ်အနေနဲ့နည်းလေးကြည်လိုက်မယ်နည်းနည်းလေးကြည်လိုက်မယ်โอเคနည်းနည်းလေးကြည်လိုက်ပြီးပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုကျွန်တော်ဟို frame ကြီးတစ်ခုထည့်လိုက်မယ်เนาะအဲ့တော့ကျွန်တော်တွေဒီ PNB ပဲပြန်နှိပ်မယ်ပြန်နှိပ်ပြီးတော့ဒီဘက်ဒီဘက်ကအပေါ်ဆုံးက तू free ပေးထားရယ်เนาะ oh sorry ဒီအပေါ်ဆုံးက तू free ပေးထားတယ်ကျွန်တော်တွေဒီကောင်လေးယူเนาะဒီနားလေးမှာ material လေးမှာသူ free ပေးထားတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဒီဒီ tan လေးတင်းမှာအဲ ဖုံးပေါင်လေးတွေပါတော်ပြီးတော့မတခြားပုံလေးရှိတယ်ပေါ့နော်တခြားပုံလေးလည်းယူလို့ရပါတယ်တီကောင်လည်းရှိတယ်ပေါ့နော်ဒါလေးဒါလေးလည်းယူလို့ရတယ် okay ဒီအလေးဆိုပို့ပြီးတော့ fitting သဘောမျိုးကြာတယ်နော် okay ဒါဆိုရင်ဒီတိုင်းလေးထားလိုက်မယ်အဲထားလိုက်ပြီးဆိုလို့ရှိရင်သူ့လည်းအဆုံးထိဆွဲလိုက်မယ်နော်ခွေးသူလည်းဆုံးဒီဆွဲလိုက်မယ်ဒါမှဗီဒီယိုဆုံးဒီအဲ့ပုံလေးပါပါတော့တာပေါ့နော်โอเค โอเคဒါဆိုပြီးပြီးအာပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီကိုဘေးမှာကိုကိုပုံလေးထည့်မယ်เนาะထည့်မယ်ဆိုရင် PNB နဲ့ပဲသွားမယ်เนาะ PNB လေးကိုပဲပြန်နှိပ်မယ်โอเค PNB လေးရတယ်မှာเนาะ PNB လေးကိုပဲဆက်နှိပ်မယ် PNB လေးကိုနှိပ်မယ်နှိပ်ပြီးတော့ကို fit to fit ရိုက်ထားတဲ့ဗီဒီယိုပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တစ်ချက်လောက်ရွှေ့လိုက်မယ်โอเคဒါဆိုရင်အဲ့ဒါကိုယူလိုက်မယ်အဲ့တော့ အဲ့တော့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကဒီဗီဒီယိုမှာလည်းအတန်ပါတယ်ဒီဗီဒီယိုမှာလည်းအတန်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဗီဒီယိုနှစ်ခုတည်းရတစ်ခုကိုအတန်ဖြောက်ပေးရမှာဖြစ်ပါတယ်အတန်ဖြောက်မယ်ဆိုတော့မိတ်ဆွေများကြည့်လိုက် ပုံတော့ကိုကတစ်ခါကြနေမိုက်နဲ့တက်ပြောတဲ့ဟာကိုပြောထားလိုက်ပုံနော်အတန်တိုးတဲ့ဟာကိုကျွန်တော်တို့ဖြောက်လိုက်ပုံနော်โอเคကျွန်တော်ကတော့ဒီကောင်ကအတန်နဲ့တိုးရတဲ့ထင်တယ်ဒါကြောင့်မို့ဒီကောင်လေးကိုထောက်လိုက်မယ်ထောက်လိုက်ပြီးတော့စပီကာလေးဒီမှာရှိတယ်နော်စပီကာလေးစပီကာပုံလေးပုံတော့ဒီမှာအဲစပီကာပုံလေးနဲ့ အဲ့ဒါလေးကိုကျွန်တော်အတန်လေးရှော့လိုက်မယ်အဲဒါဆိုရင်ဒီဒီဗီဒီယိုကအတန်လုံးဝပျောက်ပျောက်သွားမယ်ဒီဗီဒီယိုကအတန်လုံးဝပျောက်သွားမယ် okay အဲ့ဗီဒီယိုကအတန်လုံးဝပျောက်ပြီးတော့ဒီဗီဒီယိုကတော့အတန်ထွက်နေမှာဖြစ်ပါတယ် okay အဲ့ဆိုလို့ရှိရင်ဒီကောင်းကိုလည်းကျွန်တော်တို့ဒီဟာလေးကိုလည်းကျွန်တော်တို့ဒီပုံစံတိုင်းထားလိုက်ရတယ်အဲ့ပြီးတော့ mask လေးချက်ချက်လောက်နေလိုက်မယ်နော် mask ပါပါတယ် m MSK mask ပေါ့ဗောနော်ဒီဟာလေးရှိလိုက်ပဲဒီဟာလေးကိုတစ်ချောင်းနှိမ့်လိုက်မယ်ကျွန်တော်တို့ဗီဒီယိုပုံဒီအတိုင်းထားလဲရတယ်တချို့ဆိုဝိုင်းလေးထားရနော်အဝိုင်းလေးထားမယ်ဆိုလဲထားလို့ရတယ်၄တောင်လေးရတယ်အဝိုင်းလေးရတယ်အရှိလေးရကြဲတဲ့ပုံထားလို့ရရပုံနော်ဥမာကိုယ့်အတူတလူပုံထားလဲရတယ်ဟုတ်နော်ကိုယ့်ကိုကြဲတဲ့ပုံထားလဲရပါတယ်ဟိုတောင်မို့ကိုယ့်ကိုယ့်ကိုဒီတိုင်းပဲထားလဲထားမယ်ဆိုလဲထားလို့ရပါတယ် ဒါမှမဟုတ်ကိုယ့်ရဲ့ဒီဗီဒီယိုပဲဘောင်ခတ်မယ်ဆိုလို့ရှိရင်လည်းခုနလိုဖုန်း frame နေထည့်မယ်ဆိုရင်လည်းထည့်လို့ရပါတယ်ပေါ့နော်။ Okay အဲ့တော့အဆရရှင်ကျွန်တော်ကဒီကောင်လေးကိုဥမာအနေနဲ့ကျွန်တော်ကဒီခုနလိုပဲနော်အဝိုင်းလေးပဲထည့်လိုက်မယ်နော်။ mask သွားလိုက်ပြီးတော့အဝိုင်းလေးထည့်ထည့်လိုက်မယ်။ Okay ကျွန်တော်ဗီဒီယိုလေးကိုဒီနားလေးမှာနည်းနည်းအောက်လေးကိုတိုးထားလိုက်ပြီးတော့ကျွန်တော်အဝိုင်းလေးထည့်လိုက်မယ်နော်။ဝိုင်းလေးထည့်လိုက်မယ်။ Okay အဲ okay ဘီအယောင်လေးထည့်လို့ရသေးတဲ့အနီးအဖြူအဲစပြီးအစိမ်းပေါ့နော်ကိုကြိုက်တာလေးအယောင်လေးရကိုယ်ထထည့်လို့ရတယ်ဒီမှာအယောင်လေးထည့်လို့ရသေးတယ်အာကျွန်တော် okay ဒါဆိုကျွန်တော်ဒီရလေးထည့်လိုက်ပြီမယ်ပြီးအမန်ချစ်လေးပေးလိုက်မယ်အဲဒါဆိုရင်ကိုပုံပျော်တဲ့ပုံကဝိုင်းလေးဖြစ်သွားပြီဒါတော့မစ်စ်မြားကြဲတဲ့ပုံထားပါဦးနော် okay အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်အမန်ချစ်လေးပေးလိုက်မယ်အဲတကယ်လို့ကိုပြီးတော့နည်းနည်းလေးရှည်နေတာတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဲကွက်ကို ဖြက်ဖြက်ညက်ကလေးလို့ ဟော PMB လေးကိုနှိမ့်မယ်နှိမ့်ပြီးကိုဗီရောပမာဆုံးလဲပေါ့နော်โอเคအဲ့အဲ့ဆိုလို့ရှိရင်တို့ကကျွန်တော်ကဒီမှာဆုံးနေပေါ့နော်အဲ့တော့ဒီဗီဒီယိုနဲ့ဆုံးလာနေတူအောင်ကျွန်တော်တို့ဒီကောင်လေးကိုလည်းထောက်ပြီးတော့ဒီဘက်ကိုနည်းနည်းရွှေ့လိုက်မယ်ဒီကောင်အောက်ဆုံးအကောင်လေးကိုလည်းနည်းနည်းလေးထပ်ရွှေ့လိုက်မယ်နော်အောက်ဆုံးအကောင်လေးတွေနည်းနည်းလေးထပ်ရွှေ့လိုက်မယ်โอเคဒါဆိုရင်အားလုံးတူညီသွားပါပြီโอเคအဲ့ဆိုအားလုံးတူညီသွားပြီเนาะအဲ့တော့ဒီနေ့မှာ ဒီနေ့မှာကျတော့ phone frame တွေကအပီးထိပါမလာဘူးเนาะဒါဆိုရင်ကျွန်တော်တို့အပီးထိပါလောင် PNP လေးကိုပြန်နှိပ်မယ် PNP လေးကိုပြန်နှိပ်ပြီးတော့အဆုံးထိဆွဲလိုက်မယ်เนาะ okay ဖမ phone frame ရဒီဒီဒီပဲပါဟာเนาะဒီကလေးကို phone frame နှိပ်ပြီးတော့အဆုံးထိဆွဲလိုက်မယ်ဒီကကျတော့အဆုံးထိအตาရလေးဆွဲလိုက်ရုံပဲเนาะအဲ EC ပဲ okay အာဒါဆိုရင်ပြီးတော့ပါပြီဒါဆိုကျွန်တော်တို့ ration ပြီးတော့တပုတ်ရတော့ပါပြီဒီအားတော့ကျွန်တော်ဒါဥမာနဲ့ပြပြတော့မတချို့ကတချို့ကလည်းကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ဗီဒီယိုကိုကြည့်နေဗီဒီယိုအောက်မှာဒီဗီဒီယိုအသေးလေးထားတယ်တချို့ကလည်းဒီကိုယ့်ရဲ့ပုံတသေးလေးထားပြီးတော့ဗီဒီယိုကိုပြမယ့်ဗီဒီယိုအကြီးထားတယ်ပုံတော့ဒါတော့ကျွန်တော်ကျွန်တော်မိတ်ဆွေများကိုပြခြင်းလို့ပြပုံတော့ကိုအဆင်ပြေတာကိုပြလို့ရပါတယ် โอเคဒါဆိုလို့ရှိရင်เนาะမင်းဆောင်လို့လဲဒီ reaction video လောက်တက်ပြီးလို့ထင်ပါတယ်အဓိကအရေးကြီးတာကျွန်တော် YouTube တင်မယ်ဆိုလို့ရှိရင် 60x9 အမြဲတမ်းဖြစ်နေဖို့လိုပါတယ် 60x9 ကလည်းဒီဒီအရလေးကိုနှိပ်ပြီးတော့ဒီမှာဘောနောဒီလိုမျိုးလေး 60x9 အမြဲတမ်းဖြစ်နေမှာဖြစ်ပါတယ်တခြား site တွေရွေးလို့မရပါဘူးတခြားဒီ 9x60 ပါရွေးလို့မရပါဘူး 60x9 ပဲအမြဲတမ်းဖြစ်နေမှာဖြစ်ပါတယ်โอเคဒါဆိုရင်အဆင်ပြေပြီးလို့ထင်ပါတယ်ဗျဒါဆိုရင်အဆင်ပြေ ဒါဆိုရင်အဆင်ပြေသွားပြီเนาะအဆင်ပြေသွားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ in shot software သုံးမယ်ဆိုလို့ရှိရင်เนาะဒီမှာသူ့ logo လေးပါတယ်အဲ့ဒါကိုကျွန်တော် free ဖြောက်မယ်เนาะ free ဖြောက်လိုက်မယ်เนาะကျွန်တော် logo လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးအောက်မှာရှိတဲ့ free remove ဆိုတာလေးနှိပ်လိုက်မယ်เนาะဒီကောင်လေးကကြော်ညာလေးတစ်ခါကျရင်ကြည့်ပေးရလဲတစ်ခါကျရင်လည်းမကြည့်ပေးရပါဘူးဒါပေမဲ့ကျွန်တော်စမ်းကြည့်တဲ့အများဆုံးကတော့ line ပိတ်ထားရင်လုံးဝမကြည့်ရတာများပါတယ်အဲ့တော့ ဒါတူတူအဲလိုဂိုဖျောက်သွားပြီကျွန်တော်လည်းကြည့်စမ်းမလို့တော့ဘူးเนาะโอเคအလုံးပြီးဆိုစာရေးတော့ကျွန်တော်မိတ်ဆွေများချိန်တာတခုရေးလို့ရရတယ်เนาะစာရေးပိုင်းဒီမှာကိုချိန်တာတခုရေးရေးလို့ရပါတယ် reaction i a c i a c t reaction video ရိုက်နေပေါ့เนาะ reaction video ရိုက်နေပေါ့โอเค တရားမျိုးလေးပေါ့အဲဒီမှာဒီဟာလေးကိုနေပြီးတော့ဆက်လုံးကဘယ်လိုကြမှာလဲဒီလိုကြမှာလားဒီလိုကြမှာလားဒီလိုလာမှာလားဖြည်းဖြည်းလေးလာမယ်ဆိုရင်အဆုံးထိဆွဲလိုက်မယ်အဲဒါဖြည်းဖြည်းလာမယ်အဲဒီလိုလေးလာမှာလားကြိုက်တယ်လို့လာလို့ရတယ်เนาะအမှန်ချေလေးပြပြီးဒီမှာကာလာနေနေရတယ်ကြိုက်တဲ့ကာလာကိုတုံးလို့ရတယ်เนาะဒီမှာအများကြီးပဲโอเคဒီဒီနောက်ကာလာကြောင်းတော့ရှင်းမပြတော့ဘူးဒါတို့ရေရှင်းပြတယ်အဲ့လိုလွတ်တက်ပြီလို့ထင်ပါတယ်ဗျโอเคဒါဆိုလို့ရှိရင်ဒီမှာလဲ ဒီမှာလဲကွက်ကိုစာလေးလိုရလေးထိုးပေးလို့ရပါတယ်ဗျ Okay အဆင်ပြေပြီးထင်ပါတယ်ဗျမန်ချီလေးပေးပြီး export ထုတ်မယ်နော် export ထုတ်မယ်ဆိုရင်အကြီးဆုံးနဲ့အကောင်းဆုံးထုတ်ပါဒါမှဗီဒီယို quality ကောင်းမှာပေါ့နော် export ထုတ်မယ်အဲ့တော့ export ထုတ်မယ်ဆိုလို့ရှိရင်ဒီမှာလဲဒီမှာ1000ဒီမှာ1080သူပြထားနော်1080ကနေပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာ 2K တို့1 4K ဒီတောင်ပါနော်အများကြီးပဲအများကြီးပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီရလေးကနည်းနည်းရှည်တော့1080ပဲကျွန်တော်ထုတ်လိုက်မယ်နော်ဒီမှာလဲ rating free rating ကိုလည်း30 50 60ကြိုက်တာထားလို့ရရနော် okay ကြိုက်တာထားလို့ရတယ် okay ကျွန်တော်တို့ decide တော့ပါပြီမိတ်ဆွေများကိုပြီးတော့အရင်ကြည်တောက်ရှင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ခုနလိုပဲ 2k နဲ့ဒီ free rating မှာ50လောက်ထားမယ်ဆိုရင်လုံးဝကြည်တောက်ရှင်းဖြစ်တော့မှာဖြစ်ပါတယ်ဗျ okay ကျွန်တော်လည်းခု50 50လောက်ထားထားလိုက်မယ်နော် okay ဒါဆိုရင်ရပါပြီရရင်တော့ export ထုတ်လိုက်တော့မယ် export export ဒါဆိုရင်ထုတ်တော့ပါပြီအားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square Navy အားပေးပါဟုံးဗျာ